မင်္ဂလာပါရှင်ခိသစ်တယ်လီဗီရှင်းကနေတရင်နေ့ကိုတင်ဆက်ပေးပါမယ်။စာတောင်းလုံးအရာရှိများပါတဲ့ကားကိုရန်ကုန်မလမြိုင်ကားလမ်းပေါ်မှာ PDF များတက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နှုတ်ဦးသေးပြီးတအုပ်ထညာရတယ်လို့ PDF ပြောပါရယ်။စစ်ကောင်စီရဲ့အထူးဆောင်ဆန်းစစ်စင်ရေးဌာနစာတောင်းလုံးအရာရှိအပါဝင်၃ဦးကိုရန်ကုန်မလမြိုင်ကားလမ်းပေါ်မှာပြစ်ခတ်တက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်း8805တပ်ခွဲနေကဒီကနေ့ထုတ်ပြန်ပါရယ်။ကျိုက်တုံမျိုးနဲ့ကြာပြူကျင်းရွာထိတ် ခမိတ်အစိုးရရာဘာချန်နီမှာတိုက်တုံမြို့နယ်စုံစစ်စင်ကြီးဦးစီးဌာနစ3လုံးမှာစုံမှုအပါဝင်3ဦးမက်လာ23ရက်နေ့ညနေပိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စုံစမ်းစစ်ဆေးမှုသူရာစုမှာတန်ရာရရှိခဲ့ပြီးဒုတိယစုံစမ်းစစ်ဆေးမှုမင်းသူနဲ့လက်ထောက်စုံမှုမျိုးတပ်တို့မှာနေရာမှာပဲပွဲချင်းမိတည်ဆုံးခဲ့ကြောင်းဖော်ပြပါတယ်။တိုက်ခိုက်မှုရဲ့တမနစ်ခံကြားရုပ်သံဖိုင်မှတ်တမ်းကိုထုတ်ပြန်ခဲ့ရမှာ Honda Vega ကို PDF များကလက်နက်ငယ်တွေနဲ့အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ ယ်။အဆိုပါတိုက်ခိုက်မှုရုပ်သံမှတ်တမ်းကိုလည်းဖော်ပြထားပါတယ်။ PDF တရင်8105တက်ခွဲလေး UG နဲ့ကြိုက်တူပါကဖာမှာပူပေါင်းဖွဲ့မှရဲပေါ်များထိခိုက်မှုရှိအောင်ရင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့တွေအခက်အခဲပေါင်းများစွာကြားရတဲ့ကဖော်ဆောင်ရတာဖြစ်တဲ့အတွက်ပြည်သူလူထုကိုလည်းစစ်ကောင်စီရဲ့ပတ်သက်တဲ့နေရာတွေပတ်ဝန်းကျင်တွေကိုတတိထားသွားလာကြဖို့နောက်ထပ်မစ်ရှင်တွေနဲ့ဖော်ဆောင်မှုတွေလုပ်နိုင်ဖို့ဝိုင်းဝန်းကူညီပေးကြပါအောင်လို့ပြောကြားလိုပါတယ်လို့ PDF တရင်8105တက်ခွဲလီမှတာဝန်ရှိသူကပြောပါတ ယ်။စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုစိတ်ရောကိုယ်ပါတက်ကြစွာလုပ်ကိုင်နေတယ်။အုပ်ချုပ်ရေးမှုယာယီမှုအစရှိတဲ့စစ်ကောင်စီရန်တရားတွေလက်ပတ်နိုင်ဖို့စူးစမ်းနေသူတွေအလုံးကိုရှင်းလင်းသွားမယ်လို့တိုင်ရင်း8105တက်ခွဲလေးကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်းလေး8105တက်ခွဲလေးကမွန်ပြည်နယ်စိုက်ထုံနယ်ပြည်လင်းမြို့နယ်တို့ကိုအတိအကထားပြီးစီးရင်လှုပ်ရှားမှုတွေပြုလုပ်နေရလို့သိရပါတယ်။ဇလပီ Time မြန်မာနယ်စပ်မှာ26နှစ်ကျော်ကြာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခလေဒီစကားကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား နှစ်ဦးရဲ့အလောင်းနဲ့လက်နက်ခရင်များစွာတိမ့်စင်ရရှိရေးအကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်လှိုင်းပွဲမြို့နယ်မှာ26နှစ်ကျော်ကြာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခလဲဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုစစ်သားနှစ်ဦးရဲ့အလောင်းနဲ့လက်နက်ခရင်များစွာတင်ဆက်ရရှိကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။အကြံဘတ်စစ်ကောင်စီရဲ့ခလဲဒီစစ်ကောင်စီစခန်းကို KNN လီ တမဟာခုနှစ်တမဟာလုံးကျုံရေးစစ်ကြောင်းတရင်များနဲ့ပူပေါင်းတပ်တွေကမလ22ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ကမလ24ရက်မှာတိုက်လေနေစင်းနဲ့ပေါင်900ပုံဒီလုံးဝိုင်တွဲလေရင်နဲ့ဘုံ36လုံးကျင်းချခုခံခဲ့ကြောင်းသိရပါတယ်။မလ25ရက်နေ့မှာ KNL တပ်ဖွဲ့ဝင်တွေအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်တွေမှာဆက်လက်တောက်ခံနိုင်ခြင်းမရှိဘဲစကန်အတွင်းရှိစစ်ကောင်စီတပ်သားတွေက၎င်းတို့ရဲ့လက်နက်ခဲယံများမိရှုဖြက်စီးကစကန်ကိုစွန့်ခွာထွက်ပြေးသွားကြောင်းသိရတယ်။စစ်ကောင်စီရဲ့ကလေဒီစကန် န်ကိုရှင်းလင်းစဉ်စစ်သားနှုတ်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးစခန်းအတွင်းမှာ0.5တလန်0.5ပြောင်းနှစ်ပြောင်း60မမအရှိတလန်60မမအတူတလန် RPG 7တလန် MA2 3လက်ဂျမ်ဘာတလုံးမီးဆက်အကြီးတလုံးမီးဆက်အသေးတလုံးမိုင်းရှာဆက်တစ်ခုရှေးထွက်မိုင်း6လုံး16နင်းမိုင်း2လုံး60မမကြီး28လုံးခွေးပုံတလုံး81မမကြီး2လုံး40မမကြီး32လုံး RBG 7G 14လုံး9.6 inch 2000 5.56 inch 2000တိုင်မိုင်း60ခမောက်10လုံးဆိုလာလီချက်တို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။ခလေဒီစစ်ကောင်စီတပ်စခန်းက1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ဒေသထိန်းချုပ်ရေးရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီး၎င်းစခန်းစတင်တည်ဆောက်တဲ့အချိန်ကစပြီးဒေသခံပြည်သူလူထုတွေအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်စားသောက်ခွင့်အကန့်အသတ်ခံခဲ့ရကြောင်းဒေသခံပြည်သူလူထုများလွတ်လပ်စွာလှုပ်ရှား များသွာလာနိုင်ရေလုတ်ကန်စားတောက်နိုင်ဖို့အတွက်ပြည်သူလူထုရဲ့လူသားချန်နယ်ကြီးကရင်မျိုးသားလူမျိုးရေးတက်မတော့ KNN တွေကခလဲဒီစစ်ကောင်စီတက်စကန်ကိုသိမ်းပိုက်ပြီးလက်ရှိအချိန်မှာနေမြေရှင်လေးလုပ်ငန်းများလှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်အာဏာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တင်နိုင်ဖို့တော်ရုံဆွဲတတိတော်ရုံအားထုတ်မှုနဲ့မရနိုင်ပေအပင်မခန့်အစင်းရခံနိုင်ရမယ်လို့ NUG ရဲ့တမနာတတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာနှစ်ပေါင်း80ကျော်အမြင့်တွင်နေတဲ့စစ်အာဏာရှင်စနစ်တစ်ခုလုံးခြေမုံတုံတင်နိုင်ဖို့က တော်ယုံဆွေတတိတော်ယုံအာထုံမှုနဲ့မရနိုင်မဲအပင်မခံအစင်းရခံနိုင်ရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီအိုင်တမနာအထူးအလက်ရှိလာကတတိပြေပြောဆိုပါတယ်။ ဒီကနေ့ပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ကိုမြင်ဆောင်2025အစည်းအဝေးမှာ၎င်းကထပ်ပါတိုင်းသတိပေးလာပါရင်တော်လိုင်းရဲဘော်တွေအနေနဲ့နှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့စစ်အာဏာရှင်စနစ်ကိုချေမှုန်ဖို့ကစိတ်နှက်ခံတာမှာကြောနေရမှာဖြစ်ပြီးအပြင်ပန်းခံဆင်းရဲခံရမှာဖြစ်ကြောင်း၎င်းကပြောဆိုပါရင်ကျွန်တော်တို့ကအပြင်ပန်းခံရရမယ်အဆင်းရဲခံနိုင်ရမယ်ကျွန်တော်တို့ရဲ့စိတ်နှက်ခံတာကကျင်းနေချက်ထဲမှာထူသာပေသာကြအောင်မှာကြောနေရမှာဖြစ်တဲ့နှစ်ပေါင်း80ကြာအမြင့်တွယ်နေတဲ့စစ်အာဏာရှင်စနစ်တစ်ခုလုံးကိုချေမှုန်တုံ့တင်နိုင်ဖို့ ဆိုတာမှာတော်ယုံဆွဲတတိနေမရသလိုတော်ယုံအားထုတ်မှုနဲ့လည်းမရနိုင်ဘူးလို့ယာယီသမရဒူဝါလက်ရှိလာကတတိပြပြောဆိုပါတယ်။ဒါအပြင်ຫນွေဥတော်လိုင်းကလူလူတော်လိုင်းဖြစ်ပြီးလူလူရဲ့ယုံကြည်သက်ဝင်မှုကအတိကကြကြောင်တော်လိုင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းကဥဆောင်ဥရပြုနေသူတွေရဲ့အရေးချင်းစွန့်ရင်နဲ့အမျော်မြင်ပေါ်မူတည်နေကြောင်လူလူကလက်ခံလာစေလုံရက်နဲ့သာတတိပြမှာဖြစ်ကြောင်ယာယီသမရကဆက်လက်ပြောဆိုပါတယ်။အခုဆိုရင်ကာကွယ်ဝင်ကြီးနဲ့အခြားဝင်ကြီးတွေကမြေပြင်မှာလူလူနဲ့တသားနဲ့ဥဆောင်နေတာဖြစ်ပါတယ်။အဲ့လို တွေ့မြင်ရလို့လဲကျွန်တော်အနေနဲ့လေးစားဂုဏ်ယူမြူရတယ်ဒီလိုကျွန်တော်တို့အင်အားတွေမြေပြင်မှာပုံမှုအခြေပြုလာနိုင်တာကိုပြည်သူလူထုကတွေ့မြင်ရရင်ပုံမှုအားတက်လာကြမှာအမှန်ဖြစ်ပါတယ်လက်ရှိအချိန်မှာဆိုရင်မြေပြင်မှာကျွန်တော်တို့ရဲ့သွာလာလှုပ်ရှားနိုင်မှုတွေက၃၄၅ရက်ခရီးသွားရင်တော့ကုံအောင်မရောက်နိုင်တဲ့အထိနေမြေတွေကျယ်ဝန်းလာပြီဖြစ်ပါတယ်လက်တွေမြေပြင်မှာလည်းရန်သူကတိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိအခြေအနေတွေကောင်းမွန်လာပြီဖြစ်ပါတယ်လက်နက်ကင်တော်လိုင်းလမ်းစဉ်မှာမြေပြင်ပေါ်လက်တွေ့အင်အားတွေတည်ဆောက်နိုင်ခြင်းကအဓိကအခရာဆိုတာမိထား ချလို့မရပါဘူးလို့ရှာဟီသမရဒူဝါလက်ရှိလာကပြောပါတယ်အန်ယူဂျီနီနဲ့တော်လိုင်းမဟာမိတ်တိုင်းရင်သားလက်နက်ကိုင်ဖွဲ့ရင်းနဲ့စုဖွဲ့မှုပုံမှုအားကောင်းလာတဲ့နေ့များပြည်သူလူထုရဲ့ယုံကြည်မှုတွေပုံမှုတိုးပွားလာမှာဖြစ်ကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားပါတယ်။ဆလံပြီးရေကြီးမြို့နယ်အတွင်းရှိအုပ်ချုပ်ရေးမှုများစစ်မှုရန်အကြောင်းပြပြီးပြည်သူများထံမှငွေတောင်းယူပြီးကိုပိုင်ကားများဝယ်စည်းရဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းပသိမ်ခရိုင်ရေကြီးမြို့နယ်မရင်းကူအုံစုအပိုင်းကျန်လဟာကျင်းရွာ ကလာစုကျင်ရွာမရင်ကူကျင်ရွာတို့မှာစစ်မှုထမ်းပေါ်အသက်ပြည့်မိသူရှိတဲ့အိမ်နောက်စုတွေကငွေကြေးအတင်းကျပ်ကောက်နေကြောင်းသိရပါတယ်။ရှေးကြည်မျိုးနဲ့အတွင်းရှိမရင်ကူကျင်ရွာ၊ကျုံတော်ကျင်ရွာ၊ရွာတဲ့ကုန်းကျင်ရွာ၊ခိုးတောင်ကျင်ရွာအုပ်ချုပ်ရေးမှုတွေစုပေါင်းပြီးစစ်မှုတန်းရန်အသက်ပြည့်နေတဲ့အိမ်များမှာတိုင်တောင်လင်းတသိန်းကောက်ယူနေကြောင်းဒေသခံတွေစင်ကသိရပါတယ်။မြို့နယ်ကမဲပေါသူကိုစာအိမ်နဲ့ဆင့်ခေါ်လာရင်သူတို့လူစားထိုးမဲ့လူကိုပဲထည့်ပြီးမဲတင်နန်းမလိုက်ချင်တိုင်တသိန်းပေးကိုပေးရမယ်ဆိုပြီးအတင်းအကျပ်ငွေတောင်းနေတာမြို့နယ်တွေကအုပ်ချုပ်ရေးမှုတွေအကောင် လုံးလက်ဝါးရိုက်ပြီးငွေတောင်းနေတယ်လို့ရှီဂျီဒေသခံတအုပ်ကပြောပါတယ်။မရင်ကူချင်းရွာအုပ်စုတစ်ခုထဲမှာပဲစစ်မှုထမ်းဖို့အသက်ပြင်းမီသူ150ခန်းရှိပြီးရှီဂျီမြို့နယ်တစ်ခုလုံးမှာစစ်မှုထမ်းဆောင်ဖို့စီရင်ထည့်သွင်းခံသူများပြားရှိနေကြောင်းတရင်အထုတပ်ဖွဲ့ပသိမ်ထမ်းမှသိရပါတယ်။ကျုံတာအုပ်ချုပ်ရေးမှု ဖြစ်သူကျုံတာရွာမှစန့်ခိုင်ပါတီဝင်ကျုံပြောခလာရ36မှာစစ်ထောက်လိုင်းတအုပ်လို့နဲ့ပူပေါင်းပြီးဒေသခံတွေမှာငွေချင်းကောက်ခံပြီးကိုပိုင်ကားများတောင်ဝယ်ယူနေကြောင်းသိရပါတယ်။အေယာဝတီတိုင်းတွင်မှာခြေရွာအုပ်ချုပ်ရေးမှုတွေနဲ့စစ်ထောက် လိုင်းကြီးတွေကစစ်မှုထမ်းဥပဒေကြောင်းပြပြီးစီးပွားဖြစ်နေကြပြီးပြည်သူများထံမှာအနိုင်ကျင်းငွေတောင်းခံမှုတွေစက်တိုင်ပြုလုပ်နေကြောင်းသိရပါတယ်။ကျောင်းကုန်းမြို့နယ်မှာလည်းဇပင်ယုံအုပ်စုမှအုပ်ချုပ်ရေးမှူးဖြစ်သူကစစ်မှုထမ်းပေါ်လူစားထုခတိုင်းနေရပေးရမှာဖြစ်ပြီးမပြေးနိုင်မှာကစစ်မှုထမ်းမလိုက်ရမယ်လို့ချိန်ချပြောဆိုမှုတွေလည်းရှိပါတယ်။ရှေးကြီးမြို့နယ်အပိုင်းပွဲငူအုပ်စုရှိပွဲရွာငပိစိန်ရွာအညာရန်ရွာရွာသိမ့်ရွာတို့မှာလည်း ကျင်းရွာအုပ်ချုပ်ရေးမှူးကစစ်မှုထမ်းအစားထိုးဖို့တအိမ်လောင်းနဲ့ကြက်တောင်းနဲ့လားစင်ကောက်ယူမှုတွေရှိနေတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။